Hello အားလုံးပဲမင်္ဂလာပါဖိုဘောမချန်ကနေကြိုဆိုပါရစေဆိုတော့ပွဲစဉ်28မှာတော့ Manchester United နဲ့ Arsenal တို့ရှင်ပြိုင်ကစားမယ်ပေါ့နော် United ရဲ့ Old Trafford ကွင်းမှာဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ပွဲကြိုသွင်းတဲ့ချက်ကျွန်တော်ပြောကြည့်အောင်ပါဆိုတော့လက်ရှိဒီတဲကမှနှစ်သင်းစလုံးရဲ့ injury ပြဿနာတွေကိုကျွန်တော်အရင်ဆုံးပြောကြည့်အောင်ဆိုတော့ Arsenal ရဲ့ဘက်ကတော့ဒဏ်ရာပြဿနာတွေကိုကျွန်တော်ကြည့်မယ်ဆိုရင် Harbers တို့ Gabriel Jesus တို့ Bukayo Saka Tomiyasu နဲ့ Gabriel Martinelli ဒီကစားမတွေလွဲကြမယ်ပေါ့နော် ဆိုတော့ Manchester United ကတော့ Juni Evans, Mason Mount, Luke Shaw, Lisandro Martinez, Bayenda, Patrick Dugu, Kobe Mainu, Ahmed Diallo ပြုရှင်ရင် Harry Maguire, Ugarte 10ယောက်ထိကျွန်တော်လွှဲရမယ်။ဆိုတော့တော်တော်ကို injury ပြဿနာတွေနဲ့ပတ်သက်လို့ရှိရင်တော်တော်ကိုကံမကောင်းတဲ့အသင်းမှာเนาะတော်တော်ကိုလက်ရှိတိုင်ပတ်ပြီးခဲ့တဲ့ယာဒီကလည်းဒဏ်ရာပြဿနာကြီးပေါင်းစုံကြုံရတယ်။ယာဒီလည်းဆာရောနီးပြတယောက်တိုင်ပတ်သွားတယ်။အခုလည်းပဲဒီနီးပြတယောက်ကျွန်တော် တိုင်ပတ်နေပြန်ပြီ။ တော့အာဆင်နယ်ကတော့ကျွန်တော်တို့ဒီလေဗာဝူးသင်းကဒီတစ်ပတ်မှာဆောက်တန်တန်နဲ့ကျွန်တော်တို့ကစားရမယ်ဆိုတော့သုံးမှတ်ထက်ရဖို့ရှိတယ်။ဒါလေဗာဝူးနဲ့အာဆင်နယ်ရဲ့ကြားထဲမှာအမှတ်ကတော်တော်ကွာသွားပါပြီ။ဒါပေမဲ့လည်းလို့ပေါ့နော်။လေဗာဝူးသင်းရှိမှအမှတ်မရော့နိုင်ကြီးနဲတယ်ဆိုပေမဲ့လည်းလို့ဒါအမှတ်ရော့ဖို့အတွက် chance မရှိတော့ဘူးလို့ကျွန်တော်တို့ပြောလို့မရအောင်ဆိုတော့အာဆင်နယ်အနေနဲ့အနေဆုံးတော့ဖြစ်နိုင်ခြေရှိသည်မြလေဗာဝူးသင်းကိုထပ်ပြီးတော့သူတို့ဖိအားပေးနိုင်ဖို့လိုတယ်။အကြောင်းရင်းတွေကကျွန်တော်ရှိပါတယ်။လေဗာဝူးသင်းကိုလည်းဖိအားပေးနိုင်ဖို့အတွက်သူတို့နိုင်ကိုနိုင်ဖို့ကြိုးပမ်းရမယ်။ အောက်က Nottingham Forest တို့ Manchester City တို့အမှတ်တီမှီမလာဖို့အတွက်လည်းသူတို့တွေကနိုင်ပွဲတွေယူဖို့သူတို့ကြိုးပမ်းမယ်။ပြီးခဲ့တဲ့ပွဲစဉ်နှစ်ဆနဲ့ခွန်မှာ Arsenal က Nottingham Forest နဲ့ဂိုးမရှိတရေကျွန်တော်ကြာထားတယ်။ United က Ipswich ကိုတယောက်ယောက်နဲ့3-2နဲ့ကျွန်တော်နိုင်ထားတယ်။ဆိုတော့ဒါနှစ်သင်းစလုံးရဲ့နောက်ဆုံးပွဲစဉ်နေထား United ကတော့စူစီတဲ့နဲ့ပွဲမှာ Europa League ဖြစ်ကျွန်တော်1-1တည်ရကြတယ်။ဂျာရဲက AF ဖလာပွဲ Fulham နဲ့ပွဲစဉ်မှာကျွန်တော် penalty အဆုံးဖြတ်မှာကျွန်တော်ရှုံးတယ်။ Arsenal ကတော့ Champions League ပွဲစဉ်မှာ1-7ဆိုလို့ရတဲ့နဲ့ away queen မှာ အဝေးကွင်းမှာကျွန်တော်က PSV ကိုကျွန်တော်နိုင်ထားတယ်။နှစ်သင်းကြားရဲ့မှာအချင်းဒီတော်တော်ကွာဟမှုရှိတဲ့အနေအထားမျိုးပါ။အဲကြောင့်ဗောနော်အာဆင်နယ်နေနဲ့ပရီးမီးယားလိမှာလည်းလီဗာပူးအသင်းကို PR ပေးဖို့ပဲဖြစ်ဖြစ်အောက်ကအသင်းတွေနဲ့အမှတ်ကွာအမှုတွေကိုရှုံးမချရဖို့ပဲဖြစ်ဖြစ်ဒီပွဲလည်းနိုင်ဖို့ထပ်ပြီးတော့ကြိုးပမ်းရမယ်။28ပွဲမှာအာဆင်နယ်က15ပွဲထိနိုင်ထားပါတယ်။9ပွဲထိတရေကျပြီးတော့3ပွဲပဲရှုံးနေထားသေးတယ်။ဒါဟာလီဗာပူးအသင်းပြီးလို့ရှိရင်တရာဒီလုံးမှာရှုံးပွဲအ ਨੇ စုံအသင်းမှာတိုက်စစ်က52ရပြီးတော့ခံစစ်က 23ခုပဲကျွန်တော်ပေးထားရသေးတယ်။ United ကတော့လက်ရှိမှာဆိုလို့ရှင်အဆင့်14မှာတတော်ကိုတိုင်ပတ်နေပြီးတော့ဗောနော်28ပွဲမှာ9ပွဲပဲကျွန်တော်နိုင်ထားပါသေးတယ်။6ပွဲတည်ရေးကြပြီးတော့12ပွဲထိကျွန်တော်ရှုံးထားတယ်။တိုက်စစ်က33ခုပဲရသေးတယ်။ခန်းစစ်က39ခုပေးထားပြီးတော့ goal difference မှာ minus 60ကျွန်တော်ရှိတယ်။ဒါလက်ရှိအဆင့်79ကကျွန်တော်တို့ဘာလို့ဒီ Wuhan Hunter နဲ့လဲစက်တက်မှတ်ပဲကျွန်တော်တို့ကွာတာ။အချိန်ကြီးကအဲ့လောက်ထိကျွန်တော်စိုးနေပါတယ်။ဆိုတော့ ဒီ United နဲ့တော်ကျွန်တော်တို့တော်တော်လေးတိုင်ပတ်တယ်ပွဲပါဆိုတော့ Arsenal နဲ့ Arsenal ဘက်ကကျွန်တော်တို့ကြည့်ရင်တော့နောက်ပိုင်းပွဲစဉ်ဒီမှာတိုက်စစ်မှာဝေဖန်စရာဆိုတော့တိုက်စစ်ပဲကျွန်တော်ရှိတာပေါ့နော်ဝေဖန်စရာဆိုရင်ဟောဒီဆိုတော့ Arsenal မှာ Harvest မရှိတော့တဲ့နောက်ပိုင်းမှာ Harvest စီတုံးကလည်းတကယ်အပိုင်ခွင့်ရည်ဒီမရတာပါညာနဲ့ဝေဖန်မှုတွေရှိတယ်ဒါပေမဲ့ Kai Harvest မရှိတော့တဲ့နောက်ပိုင်းမှာဆိုလို့ရှိရင် Go Twin ပို့အတွက်ကတော်တော်ကြီးကိုလိုအပ်ချက်တွေများနေတာဒါပါတော့ခန်စစ်မှာဆိုတော့ပြောစရာမလိုဘူးဘူးသမားကလည်းပြောစရာမလိုဘူးကွင်းလေကလည်း OD ကတော့ပါတော့ပြန်ပြီးတော့ကောင်းတဲ့အောင်ကျွန်တော်ဖြစ်လာပြီ ဆိုပြောစရာကျွန်တော်မလိုဘူးတိုက်စစ်ကကျတော့အပိုင်အခွန်ရေးတွေလည်းကျွန်တော်ကတိုက်စစ်မှုစီကိုဖန်တီးပြတာမျိုးမရှိတော့တယ်လို့အစွန်ကစားမားတွေကလည်းပုံမှန်ခြေသွန်းအောက်ရောက်နေပြီဆိုရင်တော်တော်လေးအဆင်မပြေကြဘူးဆိုတဲ့အခါကျတော့ဘလို့မှမလွယ်ဘူးပေါ့နော်ဒါပေမဲ့လို့အာဆင်နယ်မှာနောက်ဆုံး9ခုရခဲ့တဲ့ PSV နဲ့ပွဲကိုကျွန်တော်ကြည့်ရင်ဟိုဗာလဲဘယ်နောက်ခံလူညာနောက်ခံလူဂိုးသွင်းကြတယ်ကွန်းလေးကစားမားတွေဂိုးသွင်းကြတယ်တိုက်စစ်ကလည်းနေရာသွင်းကစားမားတွေဂိုးသွင်းကြပြီးတော့သူတို့9ခုရတာတာ ဆိုတိုက်စစ်နဲ့ပတ်သက်လို့ဒါဝေဖန်မှုတွေမြင့်တက်နေတဲ့အချိန်မှာတိုက်စစ်ရည်ချင်းကိုပြတယ်လို့ပဲပြောရမှာပါဗျာဆိုတော့ United ရဲ့ Old Trafford ကိုလာကစားတဲ့အချိန်မှာလည်း Arsenal မှာ chance တွေအများကြီးရှိပါတယ်ဘာလို့လဲဆိုတော့ number 1 United ကဒီယာဒီမှာ Old Trafford မှာနိုင်ပွဲတဲ့ရှုံးပွဲကပုံများနေတယ်ပုံမှန်ဆိုရင်တော့အာအင်ဝင်းဆိုလို့ရှင်တော့နိုင်ပွဲရှိတယ်ပေါ့ဒီအင်ဝင်းဆိုအားသာချက်ရှိတယ်ပေါ့အဲ့မဲ့ဒီယာဒီမှာတော့မဟုတ်ဘူး United ကဒီယာဒီမှာကျွန်တော်တို့စုစုပေါင်းရှုံးပွဲ၁၂ပွဲတိရှိထားတဲ့အချိန်မှာဆိုလို့ရှိရင်အိမ်ဝင်းရှုံးပွဲကအဝေးကွင်းရှုံးပွဲထက်ပိုပြီးတော့များတယ် ဒါတော်တော်လေးအချိန်ကြီးမကောင်းပါဘူးဒါတော်တော်လေးအချိန်ကြီးမကောင်းပါဘူးဒါတော်တော်ဆူးတဲ့အနေအထားမျိုးမှာကျွန်တော်ပါဒါကြောင့်လည်းပဲအဆင့်14နဲ့ပေါ့နော်ရှာမတ်က28ပွဲကစားပြီးတဲ့တော့မှ33ပဲပဲကျွန်တော်ရှိနေသေးတာနောက်တစ်ခုကမန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်ပါအာဇနယ်ခံစစ်ဟာအခုမှပေးကူ23ကိုပဲရှိပါသေးတယ်ပရီးမီးယားလိမှာဒါဟာလီဗာပူးလိုအသင်းမျိုးရဲ့ခံစစ်ထက်တော့မှ3ကိုပိုနေတဲ့ခံစစ်ဆိုတော့ယူနိုက်တက်ရဲ့တိုက်စစ်မှာဆိုလို့ရှိရင်ကျွန်တော်ကဂျိုရှူဝါဇစ်ဆီရဲ့ဂိုးပေါက်တက်အောင်မကန်နိုင်တဲ့ကာနာချူရဲ့နော်ကျွန်တော် ွဲတစ်ပွဲသာပြီးသွားတယ်ဘာလို့ဘာမှမသိလိုက်ရတဲ့ Rasm Whiteland ရေဒီ၃ယောက်နဲ့ကျွန်တော်တိုက်စစ်ကိုကျွန်တော်ကစားကျွန်တော်ဘယ်လိုသွားကစားကြမလဲကျွန်တော်ဘယ်လိုဂိုးသွင်းကြမလဲပြီးလို့ရှိရင် Winbacks တွေ Patrick Dugu ကဒီပွဲမှာ suspension ဖြစ်တာလို့သူမပါဘူးပေါ့နော် Ipswich နဲ့ပွဲစမှာအနီးကထိကြတော့မပါဘူးမပါတော့ Winbacks မှာတယောက်တည်းသော positive ဖြစ်နိုင်မဲ့ player တယောက်မရှိတော့ဘူးဆိုတော့ကျွန်တော်တို့မှာဒီကိုဒါတော့ပဲကျွန်တော်ရှိတယ် မာဇာဝီကလည်းကျွန်တော်တို့ဒီဆိုစီတဲ့နယ်ပွဲအပီမှာ injury ပြဿနာရသွားတဲ့ပုံစံမျိုးဒါမှမဟုတ် MMO ကတော့ press conference တွေမှာအဲ့ဒီကိစ္စပြောမလာဘူးဆိုတော့မာဇာဝီလည်းပါဖို့ရှိတယ်လို့ကျွန်တော်ထင်တယ်။ဒါမှမဟုတ်အကယ်လို့မာဇာဝီလည်း injury ပြဿနာကြုံရတယ်ဆိုရင်အသင်း wing backs မှာတွေးလို့ရတာဆိုတော့ဒါလောနဲ့ကျွန်တော်ဒါ Harry Yamas ပဲကျွန်တော်ရှိတော့တယ်။ဒီ wing backs နဲ့ဘလူးမန်အလုံးမဖြစ်ဘူးဘလူးမန်အဆင်မပြေဘူး။သူတို့ပြင်ဒါလော senior player တယောက်ဖြစ်နေတယ်။ အတွေ့အကြုံတွေကလည်းအများကြီးရှိနေပြီး AC Milan မှာလည်းသွားကစားတယ်ပေါ်တူဂီကပေါ်တူမှာလည်းဒီကောင်ကစားတယ်လက်ရွေးစင်နိုင်ငံအသင်းပွဲစဉ်တွေလည်းဒီကောင်ကစားတယ်အခု United နဲ့လည်းနီးပြပေါင်းများစွာရဲ့လက်အောက်မှာဒီကောင်ကစားတယ်အခုချိန်ကြီးဘာတိုးတက်မှုမှကျွန်တော်မရှိဘူး Winback တယောက်က Winback တောင်းနေကိုမသိဘူး Winback တယောက်အနေနဲ့ဘယ်လိုကစားရမလဲဆိုတာမသိဘူးတော်တော်ကိုတိုင်ပတ်တဲ့နေထားဆိုတော့ IC ကလည်းခုနကပြောတဲ့၃ယောက်ဗျာတကယ်တကယ်နော်ဖျားသူ၃ယောက်ပြီးလို့ရှိရင် Winback တွေကအဆင်မပြေတာကွင်းလေကလည်း UGA တွေမပါနေတော့ Casemiro လို့ player မျိုးကိုကျွန်တော်အားကိုးနေရပြီ စစ်စားကြီးတော့ကက်စမဲရီလိုပလေယာမျိုးကိုမရှိတော့အားကိုးနေရပြီးနောက်တန်း၃ယောက်မှလည်းဟယ်ဒီမကွိုင်းယားကကျွန်တော်တို့နဲ့အင်ဂျူရီပြဿနာကြောင့်ပါဖို့မရှိဘူးဆိုတော့ကျွန်တော်တို့မှလန်နီယူရူနဲ့ဒီလစ်ပဲအာမခံချက်ရှိတာပါဖို့ကဆိုတော့အာဆင်နယ်ကနေပြီးတော့ခေါ်ထားတဲ့လူငယ်လေးအေဒင်ဟဲဗင်ကျွန်တော်ရှိမယ်သူ့ကိုမသုံးဘူးဆိုလို့ရှင်စီနီယာပလေယာလင်နီလော့ကျွန်တော်ရှိမယ်ကြိုက်တဲ့သူကိုသုံးပြဘလူးမန်အဆင်ပြေဖို့မျှော်လင့်လို့မရဘူးလင်နီလော့ကအရင်ကတည်းကမကောင်းတော့တဲ့ကစားမှာ Eden Heaven ကအရင်ငယ်သေးတဲ့ကစားမှာ senior တွေကိုကြော်ပြီးတော့သူ့ကိုတုံးမယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်။သို့တော်လည်းပဲကျွန်တော်ပြောတဲ့ကအတင်းရဲ့လူစင်းကိုကျွန်တော်ကြည့်ရင်ဘလို့မှအချင်းကြီးကောင်းမနေဘူး။ဥနနာဂိုးသမားဥနနာကိုကျွန်တော်ကြည့်တော့လေမကိုးတဲ့လုံတော့ဂိုးအောင်ပုတ်ထဲနေတဲ့ဂိုးသမားမျိုးဗျာ။အဲ့လောက်ထိကျွန်တော်အချင်းကြီးစိုးနေပြီ။ဆိုတော့ Amorin ရဲ့အတင်းကတော်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 ကိုတိုင်ပတ်ပါတယ်။အဲကြောင့်ဒီ Europa League မှာလည်းပဲအဝေးကွင်းသွားကစားရင်းနဲ့တရီလောက်ပဲယူထားနိုင်ပြီးတော့နှစ်ရက်လောက်အကြာမှာဘာမှနားကျင်မရှိပဲသူတို့ကစားရတာ။ ကျွန်တော်ဟို if switch နဲ့ပွဲမှာလည်းတယောက်ယောက်နဲ့ကျွန်တော်ကစားရတယ်အများစုအချိန်တွေမှာပြီးလည်းပြီးရောဖူဖန်ကိုကျွန်တော်တို့မိနစ်120တိကစားရတယ်အဲ့ဒီတည်းမှာလူစားလဲလို့မရတဲ့ကစားမတွေအများကြီးပါသွားတယ်အဲ့ဒါလည်းပြီးရောကျွန်တော်တို့ associate နဲ့ကစားရတယ်နှစ်ရက်အကြာမှာလက်ရှိ arsenal နဲ့ကစားရတယ်ကျွန်တော်အသင်းအတွက်ပေါ့နော်ဟို squad deck ကမှလုံးဝဒီအရန်ကိုပါလွာနေတဲ့အချိန်မှာလဲလို့မရတဲ့ player တွေနဲ့တင်ဆက်သွားနေရပြီးတော့ဒီလို arsenal လိုမျိုး physicality ပိုကောင်းနေပြီးလို့ရှိရင် jewel spine တွေအများကြီးပိုကောင်းနေ system မှာနေအများကြီးပိုကောင်းနေ ဆိုတော့ဒီလိုအသင်းမျိုးကိုကျွန်တော်အိမ်ဝင်းမဲ့ဖြစ်ဖြစ်ပြားသေးလားဘဲပဲဖြစ်ဖြစ်ရှင်ကဒီအဲ့ခံကစားတာဘလို့မှအချိန်ကြီးကောင်းမနေဘူးထားမှာတော့အမားတွေပါတွေရှိလာရင်တော့မျှော်လင့်လို့ရတယ်အာဆနယ်ဆိုတာလည်းအများကြီးအမားလုပ်တဲ့အသင်းမျိုးမဟုတ်ဘူးဗျာဒါပေမဲ့ကျွန်တော် FA ဗလာမှာကျွန်တော်ကြည့်ကြည့်ပါတော့ထားမှာတော့အာဆနယ်ကိုကျွန်တော်နိုင်ငံတုံးကဆိုရင်ဒါကိုရခဲ့တဲ့တကူလားကျွန်တော်ရှိတယ်ဗျာဒါဒီဂါဘရီယယ်ရဲ့ကျွန်တော်နေ slip ဖြစ်တဲ့နေတာကနေဂါနာချိုတံပြန်ရတာကိုကျွန်တော်ချိုးပေးရင်းနဲ့ကျွန်တော်တွင်းသွားတာဘရူနိုဖန်နက်စ်ကဆိုတော့ဒီလိုအမားတွေရှိလာရင်တော့ okay ပေါ့ဒါပေမဲ့အဲ့လိုအမားတွေရှိရင်တောင်မှ ိုက်စစ်မှာမင်းတွင်းကိုနဲ့ပတ်သက်လို့ဘယ်ကောင်းမှစိတ်မချဘူးဂါနာချူလည်းပဲစိတ်မချအောင်တဖုံဖုံကန်ကျင်းနေတာဗျာနော် right wing back right ဘာလဲဒီ narrow number တက်မှာညာချမ်းကိုထားရင်တော့ okay ထားအောင်တော့ချိုးပြီးတာပါညာမြင်ရသေးတယ်ဘယ်ချမ်းမှာတိုင်းတော့ဒီကောင်တအုံးကန်တာလူလဲပြီးမစိုးတကူကောင်တအားစင်တာနော် resman white line ကဂိုးမသွင်းတာဘယ်နေရာဘယ်လောက်တောင်ကျွန်တော်ရှိနေဒီကောင်နောက်ဆုံးသွင်းခဲ့တဲ့ဂိုးသူမှတ်မိတော့ zigzag ဆိုလို့ရှိရင်တော့ဒီတဲ့သူ့ဟာနေသူဟုတ်နေပြီမဲ့ကစားတာတအားနှီးတယ်ဗျာဆိုတော့ဂိုးသွင်းမှုနဲ့ဖန်တီးမှုပိုင်းမှာ NA အများဆုံးဆိုတဲ့ကစားမှာက ဝင်းလေမှာတော့မှ defensive midfielder နဲ့ပူပြီးတော့ deep zone ဖြစ်တဲ့နေရာကိုသူဝင်ကစားနေရတယ်ဘယ်လိုမှအချိန်ကြီးကောင်းမနေဘူးဘယ်လိုမှအချိန်ကြီးကောင်းမနေဘူးဒါကြောင့်မနော်ဟိုဒီအနီထကဘလောက်ပဲကိုအသင်းမှာဒီအသင်းကိုနိုင်ကျင်တယ်ကျွန်တော်နိုင်ကျွန်တော်နိုင်ကျင်တာဒါပေမဲ့လို့ဘယ်နေရာကဘယ်လိုရှူတော့ကနေပဲကြည့်ကြည့်ဒီလားဘလူးမန်နိုင်မဲ့လက္ခဏာကိုတွေ့မနေရအောင်ဒါတော်တော်လေးစိုးတဲ့နေရာမှာပါတယ်ဆိုတော့လူစရင်အရာကောနီးစနစ်အရာကောရှင်တော့ပြီးလို့ရှိရင်အချီနေရကောအရာအလုံးဟာအကုန်လုံးကအောက်ကျတော့ကြနေကြီးပဲရဲ့ ဆိုတော့အာဆင်နယ်အတွက်ကတော့မဖြစ် match win game ပေါ့ဗျာ United အတွက်ကတော့အင်းငါတို့မရှုံးရင်ကိုတော်ပြီဟေ့ဆိုတဲ့ပုံစံမျိုးကျိုးပန်းမှာအာဆင်နယ်ကခုနကပြောလို့ပဲလက်ရှိဒီနှစ်သင်းကြားထဲမှာကွာဟမှုအခြေအနေကတအားကြီးနေတဲ့အချိန်မှာဒီပွဲမှာမနိုင်မင်းတော်တော်ဖြင်းလုံးလို့ပဲဒီပွဲမှာမနိုင်တော်တော်ဖြင်းလုံးလို့ပဲဘာလို့လဲဆိုတော့ဒါဆိုလို့ရှိရင် Manchester United နဲ့ Arsenal ဒီမှာတွေ့တာ3ချိန်ရှိပြီဗျာဒါနဲ့ဆို3ချိန်ရှိပြီเนาะ United စုပ်ပြတ်တက်နေတဲ့အချိန်မှာကျွန်တော်တွေ့တာ Arsenal လက်ရှိဒုတိယနေအောင်အကောင်းဆုံးဆိုတဲ့အချိန်မှာကျွန်တော်တွေ့တာ ဆိုတော့အိမ်ဝင်းမှာသူတို့တွေနိုင်ထားတယ် FV ဖလာမှာသူတို့တွေရှုံးထားတယ်ဆိုတော့ဒီပြီးခဲ့တဲ့နှစ်ကလည်း Gabriel ရဲ့တကူးနေလာမှသူတို့အဝေးကွင်းမှာနိုင်ထားတာ United ကွင်းမှာဆိုတော့ Arsenal ထပ်ပြီးတော့မဖြစ်မနေနိုင်ဖို့ကြိုးပမ်းမယ်တင်အကြိုးပမ်းမယ်ပွဲပေါ့နော်ဒီပွဲနိုင်မှ Liverpool နဲ့သူတို့ဂျားတွေကအမှတ်ကွာမှုအများကြီးရှိတာကိုဆက်ပြီးတော့ပုံမဆိုးအောင်သူတို့ဖန်တီးနိုင်မှာဒါအပြင်ကျွန်တော်ပြောမယ်အောက်ကအသင်းတွေတော့ဖူးကိုဝင်ဖို့ကြိုးပမ်းနေတဲ့အသင်းတွေသူတို့အဆင့်၃အဆင့်၄ကအသင်းတွေနဲ့လည်းအမှတ်ကွာမှုတွေအများကြီးမရှိတော့အောင်အာဆင်နယ်ကြိုးပမ်းနိုင်မှာ ဆိုတော့ United တို့ကတော့တည်တော်မှမျှော်လင့်လို့မရတဲ့ပွဲလို့ကျွန်တော်ထင်တယ်။ဆိုတော့ Amorin နဲ့ကစားသမားတွေဘာတွေလုံးပြနိုင်အောင်လဲကြည့်ရမှာပေါ့ဗျာ။မျှော်လင့်ချက်တော်တော်ကူမရှိတဲ့ပွဲပါဒီပွဲက။ဆိုတော့အိမ်ဝင်းပေါ့နော်။အာအိမ်ဝင်းဆိုတာလဲခုနကပြောလိုပဲ။အိမ်ဝင်းမှာမင်းနိုင်ပွဲကရှုံးပွဲကပူများနေတယ်ဆိုတော့နိုင်ပွဲထက်ရှုံးပွဲကပူများနေတယ်ဆိုတော့လေတော့တိုင်ပတ်ပါတယ်ဆိုတော့ကျွန်တော်မထင်မှတ်တာတွေဘာတွေလုံးပြမလဲကျွန်တော်ကြည့်ရမှာပေါ့ဗျာ။ဆိုတော့ညီကလေးတို့အနေနဲ့ရောဒီပွဲမှာဘလူရက်လက်တွေထွက်ပေါ်လာမယ်ထင်ကြပါလေ။ဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။